မင်္ဂလာပါရှင်11ရက်တန်ရဲ့မတ်လ22ရက်နေ့မနက်ခင်းသတင်းတိုင်းအထွေထွေမှုစီစဉ်စတင်မှာတော့မယ်ဒီနေ့မှာတင်ဆက်ပေးခြင်းတဲ့သတင်းတွေကတော့ထိုင်းမြန်မာနယ်စပ်တခြားရှိအွန်လိုင်းလင်းလေတဲ့စင်တာများတွင် လူသသိန်းကျော်ဖြစ်ဆက်လက်လှုပ်ရှားနေစေလို့ထိုင်းရဲချုပ်ပြောကြားတဲ့သတင်းမြန်မာအိန္ဒိယနှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်အိန္ဒိယအစိုးရကပဲစင်းငုံတဲ့မက်ပဲလွတ်လပ်စွာတည်သွေးခွင့်ပြုတဲ့ကာလကို2026ခုနှစ်မတ်လ31ရက်ထိတိုးမြှင့်သတ်မှတ်တဲ့တွင် ကျူရှူကျွန်းပေါ်မှာတာဝေးပြည့်ဒုံးကြီးများဖြန့်ကျက်ချထားမဲ့ဂျပန်ကိုမြောက်ကိုရီးယားသတိပေးတဲ့တဲ့။မွေးရခိုင်များနဲ့တက်နေတဲ့စစ်ပွဲကိုအနိုင်ရရန်စစ်သားများဆစ်လွတ်ပေးရေးအမေရိကန်၊ဘရာဇီး၊ဥရောပနိုင်ငံများကိုပါအီကွေဒေါ်မြစ်တာရက်ခံနေတဲ့တဲ့။နုကကွင်းတစ်ဖွင့်ပွဲအမိမက်ဆီကို ပြန်လဲခေါ်ယူရန်ဘာစီလိုနာဆန္ဒရှိတဲ့တင်အစားရှိတဲ့တင်များကိုတင်ဆက်ပြီးတော့မှာပါ ။ဥဆုံးသတင်းတပုံအနေနဲ့ထိုင်းမြန်မာ၂၁ရှောက်ရှိ online လိမ့်လဲတဲ့စင်တာများတွင်လူသသိန်းကျော်နဲ့ဆက်လက်လှုပ်ရှားနေစေလို့ထိုင်းရဲချုပ်ပြောကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းမြန်မာ၂၁ရှောက်မှာရှိတဲ့ online လိမ့်လဲတဲ့စင်တာတွေမှာလူသသိန်းကျော်နဲ့ဆက်လက်လှုပ်ရှားနေစေဖြစ်တယ်လို့ထိုင်းရဲချုပ်ကပြောကြားကြောင်း Bangkok Post သတင်းမှာဖော်ပြထားပါတယ်။ နေဆက်မှာရှိတဲ့ online ငွေလိမ်ခိုင်းတွေကိုရဲတရက်ပတ်ပေါင်းများစွာနိုင်ငံဆောင်ကတိုက်ဖြတ်လျက်ရှိနေတယ်လို့သတင်းမှာဖော်ပြထားပါတယ်။လူငါရုံကန်ကိုကဲတင်နိုင်ခဲ့ရမှာတချို့ဟာလင်းလေခိုင်းစေခံရတာတွေရှိတယ်လို့တချို့ဟာလိုလိုလားလားနဲ့လာရောက်လုကင်နာတွေတွေ့ရှိရတယ်လို့ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ကရဲချုပ်ကပြောပါတယ်။ရဲချုပ်ဟာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ online လင်းလေမှုလုပ်ငန်းတွေကိုတိုက်ဖြတ်ရမှာဥဆောင်နေသူတအူးလေးဖြစ်ပါတယ်။ လက်ရှိအချိန်အထိအွန်လိုင်းလိမ်လည်ခိုင်းတွေကိုဖြိုခွင်းမှုမှာကြီးမားတဲ့စစ်စင်ရေးရဲ့အပိုင်းတစ်ပိုင်းမျှသာရှိကြောင်း၎င်းကဆက်လက်ပြောပါရယ်ကြံနေသေးတဲ့လူ9000တမမဟုတ်လူသသိန်းအထိဖြစ်နိုင်တယ်လို့ထိုင်းရဲ့ချုပ်ကတရုတ်အာဏာပိုင်တွေကပေးပို့တဲ့အချက်လက်တွေကိုကိုးကားပြီးပြောပါရယ်အခုနှစ်ဖေဖော်ဝါရီလကနေစတင်ပြီးထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မြရီမြို့ကိုထိုင်းအာဏာပိုင်တွေကလောင်စာနဲ့လင်းစစ်တံအားတွေကိုဖျက်တောက်ခဲ့ပြီးတဲ့နောက်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကိုတိုက်ဖျက်ရေးလုပ်ငန်းတွေစတင်လှုပ်ဆောင်ခဲ့ပါရယ် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာအိန္ဒိယနှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပြီးရနောက်အိန္ဒိယအစိုးရကပေးစင်းငုံတဲ့မပေလွတ်လပ်စွာတင်သွင်းခဲ့ပြုတဲ့ကာလကို2026ခုနှစ်မတ်လ31ရက်ထိတိုးမြင့်သတ်မှတ်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မြန်မာအိန္ဒိယနှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပြီးရနောက်အိန္ဒိယအစိုးရကပေးစင်းငုံတဲ့မပေလွတ်လပ်စွာတင်သွင်းခဲ့ပြုတဲ့ကာလကို2026ခုနှစ်မတ်လ31ရက်ထိတိုးမြင့်သတ်မှတ်လိုက်ကြောင်းစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံကုသံရောင်းဝယ်ရေးနဲ့စမှုဝင်ကြီးဌာနအိန္ဒိယကုသံရောင်းဝယ်ရေးဌာနဟာမပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ကာလကုန်2026ခုနှစ်မလ31ရက်အထိသုံးမြင့်သတ်မှတ်ကြောင်း အမိတ်ကြီးညာစာအမှတ်64မြင်းဆောင်2024 2025နဲ့2025ခုနှစ်မလ10ရက်မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာအရင်နှစ်ကမပဲနဲ့ပင်းစင်းကုန်လွတ်လပ်စွာတင်သွင်းခွင့်ကြေညာချက်ကိုတပြန်တည်းထဲကြေညာလိရှိပေမဲ့အခုနှစ်မှာပင်းစင်းကုန်လွတ်လပ်စွာတင်သွင်းခွင့်အမိတ်ကြေညာစာအမှတ်57မြင်းဆောင်2024-2025နဲ့2025ခုနှစ်ဇန်နဝါရီ20ရက်မှာထုတ်ပြန်ကြေညာခဲ့ပြီးမပဲလွတ်လပ်စွာတင်သွင်းခွင့်ကိုထုတ်ပြန်ခြင်းမရှိတဲ့အတွက်စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာန ပြည်တော်စုဝင်ကြီးလမ်းညွန်ချက်နဲ့နိုင်ငံတော်ဝင်ရှိသူတွေအကြားတွေ့ဆုံဆွေးနွေးတာတန်တမန်လမ်းကြောင်းကနေညှိနှိုင်းတာတွေဆောင်ရွက်ခဲ့ပါတယ်။အခုလိုမျိုးမပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုတာကို2026ခုနှစ်မလ31ရက်အထိတိုးမြင့်သတ်မှတ်ခဲ့ကြောင်းကြေညာချက်ထုတ်ပြန်ခဲ့တာဟာနိုင်ငံညှိနှိုင်းဆွေးနွေးမှုတွေရဲ့အောင်မြင်မှုရလဒ်တစ်ခုဖြစ်တယ်လို့သိရပါတယ်။ အိန္ဒိယအစိုးရကပဲစင်းကုန်နဲ့မပဲလွတ်လပ်စွာတင်သွင်းခွင့်ပြုတဲ့ကာလကို2026ခုနှစ်မလ31ရက်အထိတိုးမြင့်သတ်မှတ်လိုက်ခြင်းဖြင့်မြမပဲဆိုင်တောင်သူတွေပဲကုန်တဲ့လုပ်ငန်းရှင်တွေဈေးကွက်ခိုင်မာမှုရှိတာဈေးကွက်ဈေးနှုန်းမှန်ကန်စွာရရှိနိုင်တာပဲဆိုင်တောင်သူတွေဝင်ငွေတိုးတက်စေပြီးခွင်းဆက်တခြားလုံးအတွက်အကျိုးရှိစေသလိုအိန္ဒိယနိုင်ငံဘက်ကပဲတင်သွင်းသူတွေကုန်ကြမ်းကနေကုန်ကြော်အဖြစ်ထုတ်လုပ်သူစက်မှုလုပ်ငန်းရှင်တွေစားသုံးသူပြည်သူတွေအတွက်ပါအကျိုးရှိစေတာ ကုန်တယ်လုပ်ငန်းရှင်တွေအကြောင်းစေဝါရေးပုံပေါင်းဆောင်ရွက်မှုပုံမတို့မြင့်ဆောင်ရွက်နိုင်တာတွေကြောင့်နှစ်နိုင်ငံကုန်တယ်မှုကဏ္ဍပုံမတို့မြင့်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးကျူရှူကျွန်းပေါ်မှာတာဝေးပြည့်ဒုံးကြီးများဖြန့်ကျက်ချထားမဲ့ဂျပန်ကိုမြောက်ကိုရီးယားသတိပေးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ကျူရှူကျွန်းပေါ်မှာတာဝေးပြည့်ဒုံးကြီးတွေဖြန့်ကျက်ချထားမဲ့ဂျပန်ရဲ့အစီအစဉ်ကိုမြောက်ကိုရီးယားကသတိပေးခဲ့တယ်လို့နိုင်ငံပိုင် KCNA သတင်းအေဂျင်စီကမက်စလာ20ရက်နေ့မှာဖော်ပြခဲ့ပါတယ်။ ဂျပန်ဟာ2026ခုနှစ်မတ်လမှာကျူရှုဒေတာမှာတာဝေးပြည့်ဒုံးကျည်တွေဖြန့်ကျက်ချထားမှာဖြစ်ပြီး ဒီလုံဆောင်ချက်ဟာတင်းမာမှုတွေကိုမြင့်တက်စေနိုင်ကြောင်းမြောက်ကိုရီးယားကဆိုပါတယ်ဂျပန်ဟာအရေးပေါ်အခြေအနေမှာရန်သူပစ်မှတ်တွေကိုတိုက်ခိုက်နိုင်မဲ့တံပြန်တိုက်ခိုက်ရေးစွမ်းဆောင်ရည်တွေကိုပိုင်ဆိုင်မှုဂျိုးမန်နဲ့တစိမ့်တစ်ပိုင်းအနေနဲ့ကျူရှုကျုံးပေါ်မှာတာဝေးပြစ်ဒုံးကျည်တွေဖြန့်ကျက်ချထားဖို့စဉ်းစားနေကြောင်းကျိုတိုသတင်းကအစိုးရသတင်းရင်းမြစ်တွေကိုကိုးကားပြီးအခုလအတွင်းဖော်ပြခဲ့ပါတယ်ဂျပန်ဟာအမေရိကန်နဲ့စီးရေးမဟာမိတ်ဆက်ဆံရေးကိုပုံမမြင့်တင်နေတာ နေတိုးအဖွဲ့ဝင်တွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုညှင့်တင်နေတာအဆရှိတဲ့လုံဆောင်ချက်တွေကနေတဆင့်ရန်လုံမှုတွေရှိခဲ့တဲ့အတိတ်ကာလကတမိုင်းကြောင့်အတိုင်းဆက်လက်လုံဆောင်နေကြောင်းမြောက်ကိုရီးယားနိုင်ငံသားရေးဝန်ကြီးဌာနရဲ့လက်အောက်ကဂျပန်ရေးရာလေးလာရေးဌာနရဲ့မူဝါဒအကြေခဲ့ရဲ့ပြောကြားချက်ကိုကိုးကားပြီး KCN ကဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားကိုတိုက်ရိုက်ပြစ်မှတ်ထားတဲ့စီရင်ယူရဲ့ချက်တွေနဲ့ပုံစံတွေအားလုံးဟာချိန်မုံခံရပါလိမ့်မယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။အမေရိကန်၊ဂျပန်နဲ့တောင်ကိုရီးယားတို့ရဲ့စီရင်ပူးပေါင်းဆောင်ရွက်မှုတွေမြင့်တက်လာတာကြောင့်မြောက်ကိုရီးယားဟာ၎င်းရဲ့စစ်အင်အားကိုမြင့်တင်နေမှုနဲ့အတူကင်မှာနျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်သင်္ဘောဆောက်လုပ်တဲ့စီမံကိန်းကိုတွားရောက်စစ်ဆေးခဲ့တယ်လို့ KCNA သတင်းအေဂျင်စီကမလ၈ရက်မှာဖော်ပြခဲ့ပါတယ်။ ဆလဘီမွေးရကမ်းများနဲ့တိုက်နေတဲ့စစ်ပွဲကိုအနိုင်ရရန်စစ်သားများဆစ်လုပ်ပေးရင်အမေရိကန်ဘရိုဇီဥရောပနိုင်ငံများကိုအီကွေဒေါ်မြစ်တာရက်ခံတဲ့သတင်းကိုတင်ဆက်ပေးကြပါသည်မွေးရစေဝါကန်းနေတဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာအကြမ်းဖက်မှုများပြားနေတဲ့အီကွေဒေါ်အနိုင်ရရှိဖို့အမေရိကန်ဘရိုဇီရောဘနိုင်ငံတို့ကစစ်သားတွေဆစ်လုပေးဖို့အီကွေဒေါ်သမ္မတကတောင်းဆိုခဲ့ပါတယ်။မလ၁၈ရက်က BBC သတင်းဌာနနဲ့အင်တာဗျူးမှာသမ္မတဒန်နီယယ်နိုဘိုအာက အီကွေဒေါနိုင်ငံကနေတဆင့်ပို့ဆောင်တဲ့မူရင်ဆေးဝါးအများပြားအတွက်ဝယ်လိုအားအရင်အမြင့်ဖြစ်နေတဲ့နိုင်ငံတွေထံကနေအကူအညီကိုတောင်းခံခဲ့ပါတယ်။ကျွန်တော်တို့ဟာနိုင်ငံတကာတပ်ဖွဲ့ရဲ့အကူအညီကိုလိုအပ်နေပါတယ်။ကျွန်တော်တို့ကစစ်တပ်တွေကိစ္စကိုဆွေးနွေးနေပါတယ်။အမေရိကန်၊ဘရာဇီး၊ဥရောပအထူးတပ်ဖွဲ့တွေအကြောင်းဆွေးနွေးနေတာပါ။အဲ့ဒါဟာကျွန်တော်တို့အတွက်ကြီးမားတဲ့အကူအညီဖြစ်လာနိုင်ပါတယ်လို့အသက်38နှစ်အရွယ်အီကွေဒေါတမရဒန်နီယယ်နိုဘိုအားကပြောပါရတယ်။တခါတော့ကလက်တင်အမေရိကမှာဘေးအကင်းဆုံးနိုင်ငံဖြစ်ခဲ့တဲ့အီကွေဒေါဟာ ကိုလံဘီယာပီရိုဘိုလီဗီးယားကိုကင်းပို့ကုန်တဲ့အတွက်အ धिक အကူပြောင်းနေရဖြစ်လာခဲ့ပါတယ်။ဒီစစ်ပွဲကို တိုက်ဖို့မိမိတို့စစ်သားတွေပုံမလိုအပ်နေတယ်လို့နူဘိုအာကပြောပါရယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နူကန့်ကွင်းသစ်ဖွင့်ပွဲအမီမက်ဆီကိုပြောင်းလဲခေါ်ယူရန်ဘာစီလိုနာဆန္ဒရှိတဲ့သတင်းကိုတင်ဆက်ပေးကြပါရယ်။ဘာစီလိုနာအသင်းဟာအသင်းကနဝင် ကစားသမားမက်ဆီကိုနူကန့်ကွင်းသစ်ဖွင့်ပွဲအမီအသင်းစီပြောင်းလဲခေါ်ယူဖို့ဆန္ဒရှိနေတယ်လို့သိရပါရယ်။ ဘာစီလိုနာအသင်းဟာလက်ရှိမှာသူတို့ရဲ့နာမည်ကျော်အင်ကွင်းဖြစ်တဲ့နူကမ်ကွင်းကိုပြန်လည်တည်ဆောက်မှုပြုလုပ်နေပြီး2026ခုနှစ်ဇွန်လမှာကွင်းသစ်ဖွင့်ပွဲပြုလုပ်ဖို့ရည်ရွယ်ထားတာပါ။အဲဒီချိန်မှာမက်ဆီအနေနဲ့လက်ရှိကလပ်အင်တာမိုင်ယာမီအသင်းနဲ့စာချုပ်သက်တမ်းကုံဆုံးမှာဖြစ်လို့ဘာစီလိုနာအသင်းကသူတို့အသင်းစီကာလာတိုစာချုပ်နဲ့ပြန်လည်ခေါ်ယူဖို့ဆန္ဒရှိနေတာဖြစ်တယ်လို့သိရပါဗျ။ မက်ဆီဟာလာမယ့်ဇွန်လမှာအသက်38နှစ်ပြည့်မှာဖြစ်ပေမဲ့ကစားသမားဘဝကနေအနားယူလို့ခြင်းမရှိသေးပေ။ငယ်ဘဝကလပ်အသင်းဒါမှမဟုတ်ဘာစီလိုနာအသင်းမှာသာကစားသမားဘဝကိုအဆုံးသတ်ဖို့လိုလားနေတာဖြစ်ပါတယ်။ဘာစီလိုနာအသင်းနေနဲ့နူကန်ကွင်းကိုပရိသတ်35000ဝန်းဆက်တဲ့ကွင်းအဖြစ်တိုးမြင့်တည်ဆောက်နေပြီ။ဒီလအတွင်းပြန်လည်အသုံးပြုနိုင်မှုရည်မှန်းထားပေမဲ့ကွင်းတည်ဆောက်မှုဟာအချိန်မီပြီးစီးခြင်းမရှိလို့ ရာသီလက်ကျန်ပွဲတွေကိုလက်ရှိအချိန်မှာအင်ကွင်းအဖြစ်အသုံးပြုနေတဲ့အိုလံပစ်ကွင်းမှာပဲဆက်လက်အရှင်ပြိုင်သွားရမယ်လို့သိရပါတယ်။11ရက်တည်းရမနခင်တရများကိုတင်ဆက်ပေးကြတာပါတ िश ူနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောမနခင်လေးဖြစ်ကြပါစေရှင်